ပြိသအလုံးမင်္ဂလာပါမြန်မာသက်ကရကောဇာသက်ကရ1389ခုနှစ်ကို ရောက်လာပြီကောင်းရင်ဂျိုနေသားအားလုံးထဲမှာအဓိပါပါဂျိုလို့ခေါ်တဲ့စနေအဓိသောမဂျိုလို့ခေါ်တဲ့ဂျာသပတိနေလတို့ရဲ့အနေထားကဒီတစ်နှစ်လုံးအတွင်းမှာကစောင်းကနေလေးတွေဖြစ်နေတယ်အားပြုမှုတဲ့ အာဖြတ်မှုပဲကပို့ပြီးတော့အာပါနေတယ်အတိပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းရသည်မှာတစ်နှလုံးကြည်တယ်ဒီနေရာမှာသူ့ရဲ့အစွမ်းကအနေငယ်ရော့မရောဖြစ်လာတယ်ဇူလိုင်၁၄ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့ဒါပေမဲ့သူက၄လနဲ့၁၄ရက်နောက်ပြန်သွားနေရမှာနိုဘ28 ကနေအတဲ့ပြန်သွားတဲ့အချိန်မှာသူအာဗလာဆွမ်းကပြန်ပြီးတော့ပြင်းထန်လာတော့လူရေးကံရေးလေးတွေမှာလောကကံရတာလေးတွေမှာလူတိုင်းအတွက်အနှောက်အယှက်လေးတွေများတတ်တာမဟုတ်လေအတီသောမှာကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ကြာသာပတိဂျိုကလည်းအခုချိန်မှာပြိဿာရာသီထဲမှာတီနေရမှမေလ15ရက်နေ့ကြာရဲ့မေတော်ရာသီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာသီရောက်တဲ့ကိုရောက်သွားပြီးတော့ သူဆွမ်းအောင်သူအပြည့်မပြနိုင်တော့သူရဆွမ်းအားယုတ်ကျသွားတယ်အားကျော့သွားတယ်နေရာကိုသူကရောက်သွားတာအဲ့ဒီလိုနဲ့သူကအားယုတ်လျော့ဆိုတာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှကတကရာသီကို အောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားမှာအဲ့ဒီရောက်တဲ့အချိန်မှာသူရဲ့အားအင်မတန်မြင့်သွားတယ်အုတ်ဆွမ်းသတ္တိရဲ့အားဗလာအင်မတန်ကောင်းလာပြီးတော့လူတွေကိုကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှတဖန် နိုဝင်ဘာလ12ရက်ကိုရောက်တော့အဲ့ဒီကြာသာပတိကျော်တယ်နောက်ပြန်သွားပြီးတော့အာဗလာတွေကလုံးရော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာအင်အားစွမ်းသက်တည်နေနေတော့လူတွေရဲ့စွမ်းသက်တည်ကောင်းခြင်းတွေကိုပေးတဲ့တောမဂျိုတွေရဲ့စွမ်းသက်တည်ကလည်းရုပ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာကဘာမြေကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့ တနင်္ဂနွေဂျိုနဲ့တနင်္လာဂျိုနေလနှစ်ပါးဟာဒီလာမဲ့တော်သလင်းလာပြေကျော်တရနေ့မှာသကောင်းရန်ချိန်မှာလာကြမှာလာပြေကျော်နှစ်ရက်နေ့ထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှိရနေ့အခုညသကောင်းရန်မှာဒါလာကြမှာပြီးရနေကြအောင်ပါနေရကြက်တာကတော်သလင်းလာွယ်နေ့ သကောင်ရဲ့လာခွေရဲ့သကောင်ရောက်ကန်ဒီမနေပိုင်းလေးလိုမှ နေရကြမှာမမြင်ရတဲ့နေမင်းကြီးတရားနေမမြင်နေမင်းကြီးမှောင်ချသွားမှာနောက်တနေ့အထိကုဝင်ပြီးမှ နေချက်ချင်းကပြီးမှာရာဖြင့် September 27နဲ့22အကူတွေဒီအချိန်နေသားလုံးကိုတိရှိထားရေနေသားတွေနေခိုင်းလာခိုင်းနေခိုင်းသမားတွေဆိုတာက တနေ့ငွေအင်္ဂါစနေယာဟုမှမွေးတဲ့ပါပအုပ်စုနေရနေဥဆောင်တဲ့အတွက်နေခိုင်းသမားတွေလာခိုင်းသမားတွေလို့ခေါ်တဲ့တနင်္လာပုတ်တဟူကြာသာပတိသောကြာသောမဥဆောင်တယ်သောမကျူတယ်လာခိုင်းသမားတွေအားလုံးတို့အတွက်ကံကြမာကဟောကိန်းထုတ်တာတဲ့ရတရာပေးတာပို့ပြီးတော့တင့်တင့်လျော့ပတ်မယ်လို့အောက်မိပါတယ် အဲ့အတွက်1389ခုနှစ်အတွက်နေကိုင်းလာကိုင်းမှာတည်ရှိနေသောသူအားလုံးတို့အတွက်ယတရားကိုတင်ပြပါတယ်အဓိကတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓရာဟုဇာတာပရိသောက်ဇာစနေအားလုံးသောသူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာတပြေငါညွန့် ဖះတင်ရမယ်ကိုနေမှာကိုတင်ရမယ်တင်းငွေမွေးစုတင်းတွေနေမှာတင်းတင်းလာမွေးစုတင်းလာနေမှာတင်းကိုနေမှာကိုမနဲ့မှာတင်ရမယ်မနဲ့6နိုင်ရနေ7နိုင်တွဲမှာတင်းရမယ်တင်းတဲ့အခါမှာအာလုံးသောသူတို့သည်ဖန်ခွက်ထဲမှာရေဖြစ်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံများတစ်ချက်ပေါ်မှာ တင်ပြီးတော့ဖះကတ်လူရမယ်ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖះတင်တယ်မတင်ရင်လည်း ဇပွဲတစ်ခုပေါ်မှာအမြင့်တဲ့နေရာမှာတင်ထားရမယ်လေးညသိထားပြီးရင်စွန့်နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်ပြီးတော့လေးညသိထားပြီးရင်ကိုနေ့ကနေစပြီးလေးညတညနှစ်ညသုံးညလေးညထားပြီးကြံတဲ့နေ့တွေမှာကြတော့ခရင်ညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွေထဲမှာထည့်ထည့်ပြီးတော့မှကြံတဲ့ရက်တွေကိုအားဖြည့်ရမယ်ခရင်ကခဂကငါနဲ့ရပ်ပလေရောက်လာဝတွဲထားတာ တနင်္လာနဲ့ဗုဒ္ဓနဲ့တွေ့တာဥမာငရှင်တို့လေချမ်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့သပြေငါးညွတ်တစ်လက်ခရေတစ်လက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့အာလုံးသောခုနှစ်သားသမီးရှစ်သားသမီးအာလုံးတို့သည်ဒီတနှစ်တာကာလအတွင်းအစိုးညာတို့ကိုကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းအသက်တည်းဟာ ထူးခြားတဲ့စွမ်းသတ္တိတစ်ခုဖြစ်ဖွဲ့စည်းလာပြီးတော့မကောင်းသောအရာတို့ကိုကြိုတင်စီမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညံ့တို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းသတ္တိတွေပေါ်ထွန်းလာပါလိမ့်မယ်။နေသားသီးသီးတို့တွေအထူးပြုရတရားကတော့တနေ့ကနေနေ့မွေးသူတွေအတွက်ကတနေ့ကနေနေ့တည့်ရက်မှာမနေ့6နိုင်နဲ့9နိုင်ခွဲအတွက်မှာ အုံစည်း6တလုံးပေါ်မှာ ထုံ6ချက်တို့ အဲ့ဒီပေါ်မှာမှဖျောင်းတိုင်အနီရောင်တင်ထွန်းဖျောင်းတိုင်ထွန်းနေတိုင်းဆက်တိုက်သုံးရထွန်းပြီးရင်အဲ့ဒီအုံးလေးကိုအမှန်တကယ်စားသုံးသူကိုလှူလိုက်ပါ၎င်းပြင် ကောင်းချင်းကံကြမ္မာများရစေဖို့အတွက်တန်လိုက်တုံးတုံးကိုရွှေရောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါအနီရကင်းချင်းလက်ရွှင်ချင်းရပါမယ်တင်းနှလာနေမွေးသူတွေအတွက်ကတော့ မိမိအရက်နဲ့အလျားကြီးတဲ့ကြံချောင်းတစ်ချောင်းကို အနီအောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပေအောင်မှာသွားထားရမယ်။တနည်းလာနေ့မှာထားရမယ်။မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာ သွားထားရမယ်။ပြီးတော့ရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ကိုလုံးလွတ်တဲ့ဇပွဲမှာထားထားပြီးအနီအကင်းချင်းနဲ့လက်ပွင့်ချင်းတို့ကိုရရှိစေလိမ့်မယ်။အင်္ဂါနေ့မွေးသူတွေအတွက်ကတော့ ဖရာဇီဒီတွေမှာသွားပြီးညောင်ထောက်ချင်းကုသိုလ်ကောင်းမှုကိုပြုပါပြီးတော့ကောင်းချင်းကံကြမ္မာများရစေရအတွက်ကို အနောက်မြောက်တောက်အမြင့်တနေရာမှာလေတက်ရလှုပ်ခတ်အသံမြည်တဲ့ wind chime သို့မဟုတ်ဆဲလဲလေးတွေချိန်ဆွဲထားလိုက်ပါ အန်ဒီအကင်းဘေးရှင်းပြီးလက်ပွေချင်းကိုချုံမဲ့ဘုဒ္ဓဟူးနဲ့မွေးသူတွေအတွက်ကတော့ဝါပင် ဝါမင်းယာစာဆိုတဲ့အပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနဲ့ထင်ရှားစွာရရှိဇေယံအလို့ငါပိုက်ဆံအကျွေစိတ်နှစ်စိတ်ကို အလဲမှာကော်ထက်ကပ်ပြီးတော့အလုံးလုံးတဲ့နေရာကိုဝင်းချင်းမှာထားရှိလိုက်ပါ အန်ရကင်းချင်းဘေးရှင်းချင်းနဲ့လက်ပွင့်ချင်းကိုရစေလိမ့်မယ် ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုပံပုံးထဲမှာသဲဖြည့်ပြီးတော့စိုက်ပြိုးပြီးတော့မြောက်ရက်မှာထားရေလောင်းပေးပါရက်ခတ်ပေးပါအာနီယကင်းပေးရှိမယ်လက်ပွင့်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာမကြာခဏသွားရောက်ပြီးတော့ရွှေသင်္ကန်းကတ်လှခြင်းပြုပေးပါဂျာသပဒိနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာပိန်ပန်းပင် interium လို့ခေါ်တယ်ပိန်ပန်းပင် စိုက်ပျိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါဖြစ်เสียရှိအပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အနိမ်ကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရအတွက်မိမိရဲ့ပုံဒူပကြီးကားကိုရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါအညာဆိုကင်းုံသမကလက်ပွင့်ကပွင့်ခြင်းနေရှိလိမ့်မယ်သောက်ကြာနေမွေးသူတွေအတွက်ကတော့ ကောင်းချင်းကံကြမ္မာနဲ့အရာရာအစဉ်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကိုမိမိညာလေညိုးနဲ့တထွာဖြတ်အခောက်ခွာပြီးတော့ရွှေချပြီးကိုယ်နဘေးစောင်းထားပေးရမယ်။ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလဲမှဇံကြောင်းတစ်ချောင်းကိုရွှေအောင်သုတ်ပြီးတော့ကိုယ်အလုတ်လုပ်နေရာမှာထားလိုက်ပါလက်ပွင့်သွားတယ်။စနေနေ့မွေးသူတွေအတွက် အညာဆိုးကင်းပြီးကောင်းခြင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနာပင် စနေနံပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါဖြစ်เสียရှိရင်ပင်မှာဖြစ်မယ်ကောင်းခြင်းကံတွေကိုလည်းသူကသဲဆောင်ပေးမယ်ပိုမိုကံကောင်းစေရန်အင်းကြီးကျဲသေးစိခုနှစ်စိကိုပလတ်စတစ်အိတ်ကလေးနှိပ်စိအိတ်ကလေးပေါ့နော်ဒီလိုအိတ်ပိတ်လို့ရတဲ့အိတ်လေးတွေမှာထည့်ပြီးတော့အဲ့ဒီခုနှစ်စိသောကျဲသေးစိပါတဲ့အိတ်ကလေးကို 本身自然的呀，那么本身一点太少，老百姓讲人家也是一吧，对不对？唐中央十三个号，刚说，呃，顺便说，交片人家办事，接受这么的。